်လာပါကျွန်တော်ခုပြမဲ့ပစ္စည်းလေးက Ukraine ပေါ့နော် Ukraine ရဲ့130ဝက်ကိုမှာ2000 mAh battery power နဲ့ power bank ဖြစ်ပါတယ်အဲဒီ power bank ကပေါ့နော်2000 mAh battery power ပြီးတော့ flight approved လည်းဖြစ်ပါတယ်ပြီးလို့ရှိရင် safe charging ဖြစ်တယ်ပေါ့เนาะပြီးတော့ဒီကောင်က iOS ကို Android ကိုအတွက်လုံးဝအဆင်ပြေတယ် PD 3.0နဲ့လာတယ်ပြီးလို့ရှိရင်သူ့ကိုအသွင်းပို့လို့ အတွက်ဆိုလို့ရှိရင်100 watt ထိ အသွင်လို့ရတယ်။ laptop တွေ tablet တွေ mobile phone တွေပြီးပြီဆိုလို့ရှိရင်ဒီမီးအိမ်တွေပေါ့နော်ကင်မရာတွေနာရီတွေအဘတ်တွေပြီးရင် Nintendo Switch တွေလည်းအသွင်လို့ရပါတယ်။ Okay ဒါလေးကိုကျွန်တော်ခုဖောက်ပြမှာဖြစ်ပါတယ်။ခုနကတော့ကျွန်တော်ဒီကောင်ကိုဆွဲထုတ်ထားတယ်ပေါ့နော်။ Okay အဲ့တော့ဒီမှာဖုံးဖွင့်လိုက်ခြင်းပါဒီပုံစံလေးနဲ့လာပါတယ်။ tu ga a ta leo khuyên ya me okay ဒီထဲမှာ u green ရဲ့ yeah. မင်းရဲ့ပုတ်တွေပါမယ်ပေါ့နော်သုံးပြူမီလန်းညောပြီးတော့ဘာပါအောင်မလဲอืมจูโอเคดาเวဒီမှာကတော့ပါရာလေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ခြင်း ဟောအတွင်ကြိုးတစ်ခုပါပါတယ်ဘာပါယူကရိန်းအတွင်ကြိုးတစ်ခုပါမယ်ပြီးတော့ပါဘန့်ထဲဖို့အိတ်ကလေးပေါ့နော်โอเคအဲတတိတိလေးပဲဗျအတုံးကြီးอ่ะအရင်မကြည့်ဘူးပေါ့နော်อืม ိုကျွန်တော်တို့ကဒီတိုင်းဇွဲကုံပေါ်မှာထားပြီးတော့ဒီတိုင်းထားပြီးသုံးဖို့လို့အတွက်ဒါဒီနားမှာတောက်ကလေးပါတာဖြစ်ပါတယ်။ Okay တော်တော်တော့မကြီးနေဘူး2000 mAh ဆိုတော့စိတ်ထဲမှာတော်တော်ကြီးနေလိမ့်မယ်ထင်တာဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့က Xiaomi ရဲ့165 W ပေါ်ပန်ပေါ့နော်သူကတော့ကျိုးပါပြီးသား ဒီကောင်ကတော့ဘေးကနေကျိုးသီးတဲ့သုံးရမှာဖြစ်ပါတယ်ဒါကတော့ထိုင်းကိုတဲ့တရားဝင်တင်သင်းထားတဲ့ဒီ Ukraine လေးကျွန်တော်ထိုင်းကနေမှာထားတာပါအော် sub ခွင့်လိုက်တဲ့နဲ့ခုနရုပ်ကလေးတစ်ခုနဲ့တက်လာတယ်ဗောနော်ဒီမှာဆိုလို့ရှိရင် ကျွန်တော်တို့ type c output နှစ်ခုရမယ်ဒီ type c output တစ်ခုကတော့100ဝက်နဲ့အတွင်းထုတ်လုပ်လို့ရမယ်ဒါကတော့ output 2ပေါ့နော်ဒီ100ဝက်နဲ့အတွင်းထုတ်လုပ်လို့ရတဲ့ကောင်လေးကတော့ကျွန်တော်တို့က in out ရမယ်ပေါ့နော်ဒီမှာပါဒီကောင်က in out ရမယ်ဒါကတော့ output ပဲရမယ်ဒီကောင်လည်း output ပဲရမယ်ပေါ့တိတ်လေးပါပဲအရန်ကြီးမကြည့်ပါဘူးโอเค ဒီမှာဒါကရှောင်းမီရဲ့165ဝက်ပေါ့နော်ဒါရှောင်းမီရဲ့165ဝက်ကတော့သရှင်းတယ်ဒီနောက်မှာအသွင်ကြိုးတစ်ခုပါမယ်ဒီမှာကြိုးတစ်ခုပါမယ်ဒါပဲပြီးသွားရင်သူကတော့အပေါက်3ခုပါမယ်โอเคဒါလေးကိုလိုချင်ရင်မိတ်ဆွေတို့ရဲ့အစီအမံဝယ်ရရှိနိုင်ပါတယ် အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျတတ